လလရှိရှာရန်ကုန်သတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့ခရိုင်အစင်မိုးရသည်တပင်းဆိုင်ပြိုးပွဲရွှေပြည်သားမြို့နယ်တွင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။မင်္ဂလာတုံခရိုင်တတော်ဦးစီးဌာနကကြီးမှုပြီးခရိုင်အစင်မိုးရသည်တပင်းဆိုင်ပြိုးပွဲကိုရွှေပြည်သားမြို့နယ်အမှတ်6အခြေခံပညာထက်တန်းကျောင်းခွဲဝင်းအတွင်မှဇွန်လ20ရက်နေ့ပိုင်းကပြုလုပ်ရာခရိုင်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်ညွန်းရွှေပြည်သားမြို့နယ်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးနှင့်ရွှေပြည်သားမြို့နယ်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ ဆရာဆရာမများနဲ့ရက်ွက်ကြီးဝအုပ်ချုပ်ရေးမှုများလူမှုရေးအသင်းအဖွဲ့များဆောင်သားအကြောင်းသူများပြည်သူများကကံကောပတောင်းမဟောကနီမန်ချန်ရှာမဲစဲနဲ့ပြင်းမာပင်စုစုပေါင်းပြိုပင်932ပင်ကိုစိုက်ပျိုးကြကြောင်းသိရပါတယ်ဒီသတင်းကိုတော့အေးမိုးကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်ဆလာဒင်ဆမဲတဲ့တင်ကတော့အခြေခံပညာထက်တန်းကြောင့်ကျွန်ကလေးရင်းလူငယ်စကားဝိုင်းပြုလုပ်တဲ့တဲ့တင်ဖြစ်ပါတယ် လဲကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနလူငယ်ရေးရကော်မတီနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကလူငယ်စကားဝိုင်းနှင့်လူငယ်ရေးရအသည့်ပညာပေးဟောပြောပွဲကိုဇွန်လ20ရက်နေ့နေ့တိုင်းကပြုလုပ်ဆောင်တည်ရပါတယ်။အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နှင့်ဥခင်စောကအဖွဲ့မှစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်အေးနှွေကလူငယ်စကားဝိုင်းများကိုကျင်းပရခြင်းအကြောင်းပြောကြားပါတယ်။ဆက်လက်ပြီးလူငယ်စကားဝိုင်းကိုကျင်းပရ ရာ၊ဦးစီးအရာရှိဒေါ်အေးနှွေနဲ့အထက်တန်းပြဆရာမဒေါ်အေးနန်းမြင့်တို့ကညီနာရေးမှုအဖြစ်ဆောင်ရွက်ပြီး Grade 11ကျောင်းသားကျောင်းသူများဖြစ်တဲ့မောင်မင်းဒုက္ခကလူငယ်နှင်းစာပေမယုံဝတီမိုးကလူငယ်နှင်းရင်စေမှုမောင်လျံထမိုးကလူငယ်နှင်းအာဂတိမောင်ထုတ်ခေါင်ဖြူကလူငယ်နှင်းဤပညာမတ်နော်ဖူဖူကလူငယ်နှင်းအလောကအခွင့်အလမ်းမတ်ဝေစင်ဖြူကလူငယ်နှင်းစရိတာကောင်းစင်များဖြင့်ဝိုင်းဖွဲ့ဆွေးနွေးကြကြောင်းသိရပါသည်ဒီသတင်းကိုတော့အေးအေးနွေကပေးပို့ထား ါပဲဖြစ်ပါရဲ့ရှင်။ထမန်နေဆက်မဲ့တဲ့ရင်ကတော့မှော်ပြီးမြို့နယ်ရင်းတင်ထားခုပြူမော်တော်ယာဉ်ဖြင့်လုပ်ငန်းခွင်အရာအသိပညာပေးဆွေးနွေးပွဲပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါရဲ့။ မော်ဘီမြို့နယ်တွင်အလုံယုံနှင့်အလုံသမားဥပဒေစစ်ဆေးရေးဦးစီးဌာနရှေ့ပြည်သာမြို့နယ်ရုံမှလက်ထောက်ညွန်ကြားရေးမှူးဦးသိန်းကိုကိုနှင့်မော်ဘီမြို့နယ်ရုံမှဦးစီးအရာရှိဦးနေဝင်းတို့ပါဝင်သောအဖွဲ့ဟာဇွန်လ19ရက်နေ့ပိုင်းကမော်ဘီမြို့နယ်ရှိ SUE Company Limited အထည်ဆုံးစက်ရုံ Kito Yangon Company Limited အထည်ဆုံးစက်ရုံမြန်မာ D System Garment Company Limited အထည်ဆုံးစက်ရုံနှင့်မြန်မာ Soft Company Limited ခြေအိတ်ချုပ်စက်ရုံများသို့ Mobile Training Bus ဖြင့်သွားရောက်ပြီး ီလုပ်ငန်းခွင်ဖေးရန်နေကင်းရှင်ရေးနဲ့ကျမရေးဆိုင်ရာကိစ္စရေးများနဲ့အလုသမဥပဒေဆိုင်ရာတည်ခေါင်းဆရာများကိုအသိပညာပေးဆွေးနွေးကြကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဝင်းစောကပြပူထားပေးဖြစ်ပါရဲ့ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ထန်းတပင်မြို့နယ်တွင်ပညာသင်ထောက်ကူပြုပစ္စည်းများနှင့်ပညာသင်ထောက်ပံ့ငွေပေးရတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်ဝန်ထမ်းများရဲ့သာသမီများအား2025-2026ပညာသင်နှစ်အတွက်ပညာသင်ထောက်ကူပစ္စည်းများနှင့်ပညာသင်ထောက်ပံ့ငွေပေးရပွဲကိုဇွန်လ20ရက်မော်လယ်ပိုင်းကအဆိုပါ OCA ရရှိအစီအွေခံမောင်းရင်ပြုလုပ်ကြောင်းသိရပါတယ်။ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ွယ်ဥက္ကဋ္ဌဦးနိုင်နိုင်ဦးအဖွဲ့ဝင်များနဲ့တာဝန်ရှိသူများက2025-2026ပညာသင်နှစ်အတွက်ပညာသင်ကြားနေသောကျောင်းသားကျောင်းသူ53ဦးအတွက် စာရေးကိရိယာတန်ဖိုးငွေကျပ်63,500ကျပ်နဲ့ပညာသင်ထောက်ပံ့ငွေကျပ်9သိန်းစုစုပေါင်းတန်ဖိုးငွေကျပ်15,3500ဒုကိုပေးရရသာသမီများနဲ့ဝန်ထမ်းများကလက်ခံကြကြောင်းသိရပါတယ်ဒီသတင်းကိုရောစင်မင်းထိုက်ကပေးပို့ထားပေးဖြစ်ပါရရှင် ောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့ဒူရင်သီးတင်ကားနဲ့စိုက်ကယ်တိုက်မိပြီးသားအဖာသုံးဦးသေဆုံးမှုမင်္ဂလာထုံးနေဖြစ်ပေါ်တဲ့တဲ့ရင်ဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်ပဲခူးလန်ရက်ကွက်ရန်ကုန်ပဲခူးကားလမ်းမပေါ်တွင်စွန်လာ၁၈ရက်ည၇နာရီခန့်ကဒူရင်သီးများတင်ဆောင်လာသောမော်တော်ယာဉ်နှင့်ဆိုင်ကယ်တိုင်းပြည်ရာမှဆိုင်ကယ်စီးလာသောမိသားစု၄ဦးအနက်သားအဖအုံဦးသေဆုံးကြောင်းသိရပါသည်။ရေတိုက်မှုကြောင့်ဖခင်ဖြစ်သူနှင့်အသက်၃နှစ်အရွယ်ယောက်ျားလေးနှင့်လာသားအရွယ်ယောက်ျားလေးတို့သေဆုံးခဲ့ကမိခင်ဖြစ်သူတွင်လည်းဦးကောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ရေတိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများကိုစစ်ချင်းဤအဖွဲ့ဝင်များက အင်းစိန်စေယုံတို့ပို့ဆောင်ကူညီပေးကြောင်းသိရပါရရှင်